ထနော့လူမျိုးစုတာဘသူတွေပါလဲရှမ်းပြည်နယ်ကလောမြို့နယ်အင်းလေးတံကိုလူတိုင်းသိကြပြီမယ်ဒီဒေတာအတွင်းမှာနေထိုင်ကြတဲ့ထနော့လူမျိုးကိုတော့သိကြမယ်မထင်ပါဘူးထနော့လူမျိုးတွေဟာမျိုးပြောက်လူမသက်ရှိနေတဲ့လူမျိုးစုဇယင်းထဲမှာပါဝင်နေတဲ့တိုင်းရင်းသားလူနယ်စုဖြစ်ပြီးလူဦးရေ9000ကျော်သာရှိပါတယ်ထနော့လူမျိုးနဲ့ပတ်သက်တဲ့သမိုင်းမှတ်တမ်းမှတ်ရာမရှိတဲ့လောက်နေပါပြီဘာသာစကားတစ်ခုတည်းသာကြံရှိနေတဲ့လူမျိုးစုလည်းဖြစ်နေပါတယ်ထနော့စကားဟာအော်စတရိုအာရှဘာသာမျိုးယူ မွန်ခမာမျိုးကွဲပလောင်ဝါအောက်စုမှာရှိတဲ့ဘာသာစကားမျိုးဖြစ်ပါတယ်။ထနော်စကားဟာရှမ်းတောင်ဒေသရှိရှမ်းပအိုဒနုပလောင်အင်းသားနဲ့တောင်ရိုးစကားတွေနဲ့မတူဘဲတိခြားရှိနေတဲ့ဘာသာစကားဖြစ်ပါတယ်။ထနော်လူမျိုးတွေဟာအချင်းချင်းကနော်လို့ခေါ်ကြပါတယ်။ကနော်ဆိုတဲ့အဓိပ္ပာယ်ကအေးအေးဆေးဆေးနေတတ်တဲ့လူမျိုးလို့ဆိုပါတယ်။ တကယ်လဲအေးအေးဆေးဆေးနေတတ်ကြတယ်လို့ရိုးသားဖို့ရွှေပြီးဧည့်သည်ပေါ်အလွန်ပြူငါတတ်ကြတဲ့စိတ်နှလုံးသားပိုင်ရှင်တွေလည်းဖြစ်ကြပါတယ်။တနောလူမျိုးတွေဟာကလောမျိုးတွေကတောင်ပူလာရွာတစ်အေရွာဖျားဥရွာထင်းရှူကုန်းရွာကြောက်ဆင့်ရွာချောင်းကြားရွာပေါ်တုတ်ရွာတို့မှာနေထိုင်ကြပါတယ်။တနောလူမျိုးတွေဟာတောင်ရလုံငန်းကိုအဓိကလုပ်ကန်ကြပြီးသူတို့ဒေသဟာလေပတ်ချင်းစရာကောင်းပြီးတိတ်ဆိတ်အေးချမ်းတဲ့နယ်မြေလည်းဖြစ်ပါတယ်။ ခီးသွွားဧည့်သည်တွေအလာများတဲ့ကလောမျိုးနဲ့အင်းလေးကံကိုအဓိကသွားကြပြီးသနောလူမျိုးတို့နေထိုင်ရာဒေသကိုတော့ကျော်သွားလေရှိကြပါတယ်။တရင်ကျလိုအခါသမယမှာသနောလူမျိုးတွေဟာဖုန်ကြီးကျောင်းတို့မှာပွဲချင်းပါကဧည့်သည်တွေကိုမိခုသိကျွေးမွေးအခန့်တတ်ကြပါတယ်။သနောဒေသကိုရောက်ရင်သနောလူမျိုးတွေကျွေးမွေးတဲ့သမင်းတနက်ကိုစားဖူးတဲ့နယ်လို့ညွှန်းချင်ပြီးတောင်ပိုးလှရောက်ကအဓိကပင်ရင်းရွာဖြစ်ပါတယ်။ အောက်တိုဘာလကနေဇန်နဝါရီလအထိဟာသနောလူမျိုးတို့နေထိုင်ရာဒေသကိုသွားလေပတ်ဖို့အကောင်းဆုံးအချိန်ဖြစ်ပြီးအရန်အေးတဲ့ကာလတွေပါလူဦးရေနေပါပြီဖွံ့ဖြိုးမှုနောက်ကျနေစေဒေသဖြစ်သလိုရိုးရာဥဆောင်ကိုလည်းယခုကာလကျမှတတ်မှတ်ဖို့လှုပ်ဆောင်နေကြတဲ့လူမျိုးစုတွေလည်းဖြစ်ပါတယ်ကျွန်တော်ကတော့လက်ရှိဒီသနောလူမျိုးဥဆောင်ကိုသဘောကျပါတယ်ဒေသတွန်းကအခြားလူမျိုးဥဆောင်တွေနဲ့တရံစင်ပြီးမဲ့ကွာခြားပြီးလှပပါပါတယ် ကလောနဲ့အင်းလေးကိုရောက်ဖြစ်ရင်သနောလူမျိုးစုတွေနေထိုင်ရာဒေသကိုအလေတစ်ခေါက်တော့ရောက်အောင်သွားကြဖို့တိုက်တွန်းပေးပါစေ။ဘာမတိုင်းမှာတင်ဆက်တည်